ဘိုးချပြုခင်ကတော့စိတ်မထိန်နိုင်တဲ့ခင်ပွန်းဖြစ်တဲ့အကိုထွန်းရဲ့ဒုက္ခတွေကြောင့်အကြီးကျယ်ကိုဖြစ်ဆိုးနေပါပြီ။နော်ဒေါသဆိုတာကလည်းဒုက္ခတစ်ခုပါပဲ။အကိုထွန်းကအခုနော်ဝန်ထမ်းကောင်လေးကသူတည်တော်ရိုက်တဲ့အခါမှာသူ့ရဲ့သမီးကပါလာဖြစ်တဲ့အတွက်အဲ့ဒီဝန်ထမ်းကောင်လေးကိုနော်လက်သီးနဲ့ထိုးချပြီးတော့ဘာရော်ကြီးမှမပေးဘူး အသင်အားတမခွေးမောင်းတလို့နှင်ထုတ်ခဲ့ပြီးတော့ဒီကြောင်းကိုအွန်လိုင်းပေါ်မှာတင်လို့ရှိရင်မင်းဟောကအရှင်းမထားဘူးမိဘတွေနဲ့ပါအနေပြီးမစရိနေထားမျိုးနဲ့ချင်းချောက်တယ်ကောင်းလေးရလေအခုလိုမျိုးနှိမ့်ဆက်ခံထားတော့မနေနိုင်ဘူးနဲ့အွန်လိုင်းပေါ်မှာတင်နေတင်တော့ပို့ချပြခင်တို့ဘက်ကအဲ့ဒီကောင်းလေးကိုအခုတရားဆွဲဖို့လုပ်တယ်တရားဆွဲဖို့လုပ်တဲ့အဲ့ဒီကောင်းလေးကအခုနော်အဆောင်မှာတော့မနေရတော့ဘူးကျွန်တော်တက်မှာကြောက်တယ်ကျွန်တော်ထောင်ချလိုက်မှာကြောက်တယ်ပတ်ဆိုင်ရှိတဲ့သူတွေနဲ့ ခုလိုမျိုးရံမဖြစ်ချင်ပေမဲ့သူကခံစားနေရတာမနေနိုင်တော့လို့ခုလိုမျိုးပြည်သက်တွေကိုနော်ဘုရားပြခင်ရဲ့ပြည်သက်တွေကိုလာပြောပြရတာတဏ္ဍာကလုံးဝပြည်သူတွေသိအောင်လာပြောပြရတာဆိုရင်နေထမျိုးနဲ့ကောင်းလေးကပြန်လည်ရှင်းပြထားရပေါ့နော်ဆိုတော့ဘုရားပြခင်တို့ဘက်ကလေသူတို့မှန်တာမှမှန်တာနော်ကိုမိုင်းကိုရှင်းရမယ်မိမှန်နေဆိုရင်ငါတို့တရားဆွဲငါတို့မှန်နေချင်းတော့ငါတို့အခုမိငုံအားတရားဆွဲမယ်ဆိုရင်နေထမျိုးနဲ့ကောင်းလေးကိုအခုတရားဆွဲလိုက်ပြီလေဖြစ်ပါတယ်တော်တော်လေးကိုပြဿနာဆူနေပြီ ပြိုးကြပြုခင်တို့ကတော့เนาะဒါအလူတန်းတွေလှုပ်လာခဲ့သမျှအမားတကူတွေနဲ့ဘွားပြက်ပါပြီသူတို့ဆိုင်ကိုသွားရောက်ဝဲမဲ့သူရှိတော့မှာမဟုတ်ဘူးဒုက္ခကြီးကြီးရောက်ပြီเนาะစိန်ဆိုင်เนาะစိန်ရွှေဆိုင်ဖွင့်တာကပတ်ဆိုင်ရှိလို့ဖွင့်တာဆိုတဲ့နေသားမျိုးနဲ့ဘွားကြပြုခင်တို့ကအကောင်းကျဲထားတယ် နော်ဆိုတော့အခုကိစ္စတော့ဖြစ်ပါပြီနော်တမီလေးနော်တစ်တော့ပေါ်မှာနော်ဒါပါမိတာပါဖြစ်လေနော်အဲကောင်လေးကလည်းပြောပါတယ်မပါနဲ့လို့ပြောတာကိုအဲကောင်မလေးကနော်ပို့ချပြုခင်ရင်တမီနော်ဒါလင်းပါတမီလေးကလက်မခံဘူးလက်မခံမင်းနဲ့ပါတာသူပြင်လည်းမဟုတ်ဘူးဆိုတော့ကိုလေးရှင်းပြရတာနဲ့ဟိုကလာထိုးတယ်နော်ခွေးမောင်းလို့နင်ချတော့တော်တော်လေးကိုရက်ဆက်ပါတယ်ပို့ချပြုခင်ကတော့နော်ကိုဝင်ရှိနေတာတော့မှသူနဲ့နော်ဒါအိတ်ချင်းနဲ့လိန်ဆက်ဆန်ခြင်းနဲ့ခင်မွန်းဖြစ်သူရဲ့တနာစိတ်ကိုလည်းခံရဒေါသလည်းခံရတဲ့ဒုက္ခကြီးကြီးရောက်ခဲ့ရပြီလေ করতে পারে